စစ်တီတော်တဦးဟာတိုက်ပွဲတစ်ပွဲကိုနှစ်ချိန်တိုင်တိုင်အောင်မြင်မှကိုဖြစ်ပါတယ်ပထမဦးဆုံးချိန်အောင်မြင်တဲ့တိုက်ပွဲကတော့သူ့ရဲ့ရင်သွင်းတဲ့ကတိုက်ပွဲပါဒုတိယချိန်အောင်မြင်တဲ့တိုက်ပွဲကတော့မြေပြင်မှာပြင်ပမှာအောင်မြင်တဲ့တိုက်ပွဲပါအဲ့တော့ကျွန်တော်တို့ကအဲ့ဒီစစ်တီတော်တဦးဒီရင်သွင်းမှာပထမဦးဆုံးအဲ့ဒီတိုက်ပွဲကိုမအောင်မြင်ဘူးဆိုလို့ရှိရင်မြေပြင်မှာအဲ့ဒီတိုက်ပွဲအောင်မြင်ဖို့အတွက်တိတ်ကိုခက်ခဲပါတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေမိတ်ဆွေတွေစဉ်းစားကြည့်ပါ ကိုကဒီအရာတစ်ခုကိုငါလုံနိုင်မှာမဟုတ်ပါဘူးကွာအောင်မြင်မှာမဟုတ်ပါဘူးကွာဆိုပြီးတော့မှကိုရဲ့ရင်ထဲမှာအရင်ဆုံးမအောင်မြင်မှုဆိုလို့ရှိရင်အဲ့ဒီလုပ်ငန်းကတကယ်ကိုမအောင်မြင်တာအဲ့လိုမဟုတ်ပဲနဲ့ပြက်ပြက်သားသားပဲဒီတိုက်ပွဲကိုငါကအောင်ကိုအောင်မြင်တယ်ဒီလုပ်ငန်းဒီအရာကိုငါဖြစ်ကိုဖြစ်အောင်လုပ်နိုင်တယ်ဆိုပြီးတော့မှရင်ထဲမှာအောင်မြင်ပြီဆိုလို့ရှိရင်အဲ့ဒီလုံမဲ့အရာကမဖြစ်မနေအောင်မြင်ပါတယ်ဒီတော့အခုဒီဗီဒီယိုကြည့်နေတယ်ကျွန်တော်လူငယ်တွေမိတ်ဆွေတွေလုပ်ငန်းရှင်တွေကိုကအလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းကိုငါအောင်မြင်အောင်လုပ်နိုင်တယ် ဒီလုပ်ငန်းကိုအောင်းကိုအောင်မြင်စေရမယ်ဆိုတော့ရင်တွင်းတိုက်ပွဲအရင်ဆုံးအောင်မြင်မှုလိုပါတယ်ရင်တွင်းတိုက်ပွဲအောင်မြင်မှုဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဆင့်၃ဆင့်ကိုမဖြစ်မနေတော့ရတယ်နံပါတ်၁အဆင့်ဒီပါလဲဆိုတော့ self awareness ကိုကိုကိုသိဖို့လိုတယ်ဒီတိုက်ပွဲအောင်မြင်မှုအတွက်เนาะဒီလုပ်ငန်းကြီးအောင်မြင်မှုအတွက်ကိုယ်မှာအားနည်းချက်တွေဘာတွေရှိတယ်လဲ ဘာကြောင့်မလို့ဒီတိုက်ပွဲကိုရှုံးနေရမှာလဲဆိုတဲ့အားနည်းချက်တွေကိုသိအောင်လုပ်ပါနံပါတ်1အဆင့်နံပါတ်2အဆင့်ကတော့ဘာလို့ရမှာလဲဆိုတော့ mental reframing လို့ခေါ်တယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ပြန်ပြီးတော့မှ reframe လုပ်တာ ပြောအောင်မယ်ဆိုလို့ရှိရင် negative ကနေပြီးတော့မှ positive အဖြစ်ပြောင်းလဲတာဟုတ်ပြီအဲ့တော့ငါကဒီဟာတွေဒီဟာတွေကြောင့်မလို့ငါကဒီတိုက်ပွဲကိုကြာရှုံးနိုင်တယ်အဲ့ဒါဆိုလို့ရှိရင် positive အနေနဲ့ဘယ်လိုပြန်မြင်မလဲ ဘလို့ပြန်ပြောင်းလဲရမလဲမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကိုဖြစ်နိုင်အောင်ဘလို့လုပ်လို့ရမလဲဒါကိုကိုယ့်ရဲ့စိတ်ထဲမှာကျွန်တော်အရင်ဆုံးလောက်ရပါတယ်တတိယအဆင့်ကတော့ဘာလို့ရမှာလဲဆိုတော့အဲ့ဒီခုနက mental reframing လောက်တာကိုနေ့စဉ်ကိုယ့်ရဲ့စိတ်ထဲမှာနေ့တိုင်းလုပ်ပါအဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ရင်တွင်းတိုက်ပွဲကအောင်မြင်ပါလိမ့်မယ်ကျွန်တော်လည်းအဲ့ဒါကိုပဲသုံးပါတယ်ဥမာထားပါတော့ကျွန်တော်ကအခုဆိုလို့ရှိရင် unlock your limit ဆိုတဲ့သင်တန်းကြီးအဲ့တော့ကျွန်တော်ဖွင့်တော့မယ်အဲ့တော့အရင်တုန်းကဆိုလို့ရှိရင်ကျွန်တော်လူပေါင်း1300ကိုသင်ပေးခဲ့တယ် အဲ့တော့ဆိုလို့ရှိရင်ငါ unlock ရဲ့ limit ဆိုတဲ့သင်တန်းကြီးကိုလူတွေထောင်ချီးတဲ့လူတွေကငါအကောင်းဆုံးသင်ပေးနိုင်ရမယ်ဆိုတဲ့ကျွန်တော်ရင်းနှင်းတိုက်ဖွဲ့အရင်ဆုံးအောင်တာအောင်ပြီးတော့မှအဲ့ဒီသင်တန်းကြီးကိုဖွင့်လိုက်တော့တကယ်လူပေါင်း1300ကိုကျွန်တော်ကောင်းကျိုးပြုနိုင်ခဲ့တယ်လူထောင်300ရဲ့ဘဝကိုပြောင်းလဲနိုင်ခဲ့တယ်အခုဆိုလို့ရှိရင်လာပြီ unlock ရဲ့ limit သင်တန်း batch 2လာပြီနောက်ဇူလိုင်လ16ရက်နေ့မှာမနက်9:00ရက်နေ့ပြီးတော့မှညနေ6:00အထိအောင် လူထောင်ချီတဲ့လူတွေကိုကျွန်တော်သင်တန်းပေးတော့မှာလူတွေရဲ့ဘဝတွေကိုကျွန်တော်ပြောင်းလဲပေးတော့မှာအဲ့ဒီတိုက်ပွဲအတွက်လည်းကျွန်တော်ရင်ထဲမှာအောင်မြင်မိသားအခုလည်းကျွန်တော်ရဲ့သင်တန်းလူတစ်ထောင်အကောင့်တစ်ထောင်ပဲလက်ခံမလို့ဆိုတာပြောထားတာအခုဘာမှကောင်းကောင်းမကြော်ညာသေးဘူး900နီးပါးလောက်သင်တန်းအပ်ပြီးသွားပြီအဲ့တော့ခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေလုပ်ငန်းရှင်တွေဒီလေကိုယ့်ရဲ့ရင်သွင်းထဲကတိုက်ပွဲကိုအောင်မြင်ဖို့ဆိုလို့ရှင်တော့ဒီသင်တန်းကိုဖြစ်ဝင်လာပြီးတော့မှ join မှာ join နေတယ်ဆိုလို့ရှင်တော့ UYL2 လို့ comment မှာရိုက်ခဲ့ပါ အဲ့ဆိုလို့ရှိရင်ဒီသင်တန်းကြီးကိုတက်ရောက်ခွင့်ရမှာဖြစ်ပါတယ်ဒီကြောင်းတွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေလုပ်ငန်းရှင်တွေဒီအကျိုးတစ်စုံတရာတွေမကောက်အများကြီးတွေးလိုက်နိုင်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ